เออအခုဆိုကျွန်တော်အခြေအနေကအဲ့နေနေငွေဝင်တဲ့အခြေအနေကိုရောက်နေကျွန်တော်ရဲ့ Sandy တရက်တာလေးကိုကျွန်တော်ရိုက်ချင်တဲ့စိတ်ပေါက်လာလို့အခုထတာတော့9နိုင်ခွဲနေပြီအဲ့တော့နောက်မှာတော့ဒါကျွန်တော်အိတ်ထားအိတ်ရပါနည်းနည်းရှုပ်နေထားလိုက်တော့အဲကျွန်တော်အိတ်ရဆိုရင်တော့ကျွန်တော်ရှုပ်ဝမနေဘူးကျွန်တော်ထားရလဲခောက်တယ်အဲတေချာခောက်တယ်ကျွန်တော်လည်းအသိနေဒါကတော့ဟိုတရက်သူ့သူလာလို့ဝင်ဆိုတော့ကျွန်တော်အဆင်ပြေတယ်သူ့သူလုံးသေးနော်ဒီမှာကျွန်တော်ပြမယ်โอเคမနေ့ထားပြီဆိုတော့ ကျွန်တော်အချင်းလေးလေးမလုပ်လဲဆိုရေးတော့မယ်ရေးဒပလင်းချော်ကျွန်တော်တောက်တယ်မနထားနဲ့အခုတောက်မယ်အဲ့တော့ကျွန်တော်ဒီဒပလင်းပေါ့ဒီဒပလင်းကောင်းအောင်တောက်တယ်အဲကျွန်တော်အိမ်မှာဆိုရင်တော့ကျွန်တော်ပူပေါ့ကျွန်တော်ခွက်ပေါ့ကျွန်တော်ခွက်ကို၃ခွက်လောက်တောက်တယ်မနထားနဲ့ဒါရေးရတော့ကျွန်တော်အဲ့လိုမနတော်မတိုက်ခင်နေတောက်တာညနေကတော့တိုက်အိတ်တာဆိုအဆင်ပြေတယ်သိမလားအဲ့လိုမျိုးကြိုက်ရတော့ ပြင်းဆုံး5မိနစ်လောက်စိတ်ညစ်အောင်ဖြစ်ပြီကျွန်တော်5မိနစ်စင်မလောက်ပဲနိုင်တယ်နည်းနည်း meditation ပုံစံပေါ့လေးဝင်လေးထွက်လေးကိုမှတ်ပြီးတော့ကျွန်တော်ကျင့်နေလေးတစ်ခုလုပ်တယ်ပေါ့နော်ကျွန်တော်7မိနစ်လောက်ထိရောက်ရတယ်5မိနစ်လောက်ကတော့အိမ်မှာဆိုရတယ်အဲ့ချက်ပို့တော့မရဘူးအခုအချိန်များကျွန်တော်ဒေါက်တာလည်းတလားလောက်ပဲရှိအရင်ကပြက်လိုက်ရက်လိုက်ပြက်လိုက်ရက်လိုက်ဆိုတော့လေအခုကတော့နည်းနည်းမှန်အောင်တော့လုပ်နေတယ်အဲ့လိုမျိုး โอเคအခုတော့ကျွန်တော် breakfast ဆောင်လို့တော့တယ်အခု breakfast ဆောင်ဖို့ကျွန်တော်တို့ငါးလောက်အောင်ပြန်ဆင်းရအောင်ပေါ့နော် breakfast တော့ဆောင် breakfast ရလေဒီမှာအိန္ဒိယဆိုအိန္ဒိယ style ပေါ့နော်အဲအဲ့မှာကျွန်တော်စားဖြစ်တာလေးတွေနှစ်ရက်လောက်ရှိပြီအရင်တစ်ခေါက်လာတော့တော့ကျွန်တော်လည်းတိုရှီရိုပူရီလို့စားတယ်အခုကျတော့ကျွန်တော်လည်း weight လေးပြန်ချနေရောကျွန်တော်ပဲဒီစားတယ်ဟာတော်တော်ကောင်းတယ်ပဲဒီအဲ့မပဲဒီမပဲတွေလည်းတော်တော်လက်ဆက်တယ်အပြည့်ရကျွန်တော်တို့ ျွန်တော်ကကျနာပဲလို့ခေါ်တယ်ဗျအဲ့ကောင်ဘာမှလို့ဘလို့ခေါ်လဲမသိဘူးခင်ကျွန်တော်မေ့တယ်အဲ့ဒါလေးဖြုတ်ထားရှိမယ်အအသီးနှံလေးတွေစားမယ်လိုက်ကြည့်လိုက်ကြည့်ကျွန်တော်ပြောရတာထက်လိုက်ကြည့်တာပုံမိုက်မယ်နော်โอเคအဲ့ဒါကိုတလေးကစောင့်ညာတလေးကလည်းမောခင်ဒါကျွန်တော်ကိုပြေစားဖို့ဒီဘက်မှာတလေးကလည်းထွက်လာပြီဒီဘက်စားဖို့တော့ရှိတယ် ကတော့ဗျာလုံးဝ Indian food တွေပေါ့နော်တိုရှီတို့ပူရီတို့ချက်ပါတီတို့အီတလီတို့နောက်ဒါ drink တွေပေါ့ဂျီယို နိုတွေနောက်အဲ့ဒါချက်တနီတွေနောက်ဒီမှာဆိုလဲဟိုပါမုတ်တွေနောက်ဒါဟင်းတွေကျုပ်ပြုတ်တွေအဲ့လိုမျိုးပေါ့နော်ဒါကတော့ကျွန်တော်စားနေတဲ့အသီးနှံလေးနောက် slash တွေအဲ့ဒါတွေရှိမယ်အပြင်ဒီဘက်မှာဆိုရင်လည်းအဲဒီဟင်းအရည်တွေပေါ့နော်အာလူရည်တို့ပဲရည်တို့အဲ့ဒါတွေဒါဆိုလက်ဖေးရည်တွေ coffee တွေဒါဆိုအီတလီဒါဆိုရင် ဟိုဟာကျွန်တော်တို့ပိတ်မှုပုံစံထည့်ထားတဲ့ဟာလေးအရာရဲ့ပြီးရင်အီတလီရဲ့အဲအဲ့လိုမျိုးပေါ့နော်စုံစုံလင်းလင်းမှာပဲဒီဘက်မှာကတော့တူရှီတို့ကျောက်ဥချော်တို့မှာတော့အမှားရေလုတ်ပေးတဲ့ဟာလေးပေါ့နော်စားနေကြတာလေးတွေကြွားပါမယ်ဆိုတော့ဒီနေ့ကအဲ့လိုရတယ်မရှိဘူးတဲ့ဒီလိုမချတာလားမနေကုန်သွားလားမျိုးကျောင်းနေထားတော့ကြာတယ်ဆိုတော့ Okay okay ဒီဒီနေ့ကတော့စားနေကြတာမဟုတ်ပဲねဒီနေ့ကစားကျင်တဲ့ဟာဖြစ်သွားတာပေါ့နော် ြစ်ဒီနေ့ကဒီလိုပဲထုံးနေတိုင်းဆွဲလိုက်ဦးမယ်စားနေကြတာမဟုတ်ဘူးစားတင်တဲ့ဟာတွေဖြစ်ကုန်တယ်အားတော့ကျွန်တော်နောက်ဆုံးအပိတ်အနေနဲ့မနက်စာစားပြီးတဲ့တောက်ပစ်တယ်ကော်ဖီညကောင်မှလည်းတောက်ပစ်တယ်ဒေရရောက်လဲကျွန်တော်တောက်ပစ်တယ်ဘာလဲဆိုတော့အမေရိကန်တို့ကျွန်တော်မြန်မာပြည်ခေါ်ဆို black coffee ပေါ့အေးအခုဆိုကျွန်တော်အချိန်နေရအဲ့နေနဲ့ငွေဝင်တဲ့အချိန်တွေကိုရောက်နေစ조사ရတယ်ဗျာ조사ရရတယ်အရာအလုံးကလေ조사ရဖြစ်တယ်အဓိကတော့ဗျာကျွန်တော်ပြောချင်တာကတော့မိဘတွေပေါ့တိတတစိတ်ကြောင့်လည်းပါတယ်ဘာကိုင်ကိုင်ရွှေဖြစ်တယ်ဗျာရှင်းရှင်းလေးပြော ဲ့တော့အခုပဲကျွန်တော်မနေ့ breakfast စားပြီးပြန်လာတော့ကျွန်တော်ခဏလေးလှဲနေမင်းတို့ byte တင်းနေရတယ်ဟိုရေလည်းမချိုးချင်သေးတာနဲ့ကျွန်တော်ခဏလှဲနေလှဲနေတော့ဒီနေ့ Sunday ဆိုကျွန်တော်နည်းနည်း ਈ ရောဗျာနည်းနည်းအပြင်းနေထားနေရပါဘာအမှန်ဆိုရင်တော့ဒီချိန်ဆိုကျွန်တော်ဟိုအပြင်းရောက်နေပြီဂျန်နေရက်တွေဆိုရင်နိအဲရန်ကုန်မှာဆိုရင်လည်းကျွန်တော်၈နာရီ၈နာရီခွဲလောက်ဆိုရင်အပြင်းထွက်ပြီအဲရုံရောက်လည်းရောက်ပြီရန်ကုန်မှာဆိုဒီချိန်ရုံရောက်ပြီပေါ့ကျွန်တော်ရုံမှာမနေ့9နာရီ9နာရီခွဲလောက်ဆိုရောက်ပြီအဲနေ့လည်း7နာရီကျော်လောက်ထိကျွန်တော်ရှိတယ်နေ့လည်းအဲနေ့လည်းကျွန်တော်တို့ ဝေပြူချိန်ချိန်ကျွန်တော်ပြင်ထွက်တယ်ဝေပြူတယ်ဝေပြူပြီးတော့ကျွန်တော်တခြားဝယ်ရရှိတာတွေငွေချေရရှိတာတွေကားလိုက်ကြည့်ပေးရရှိတာတွေကိုကျွန်တော်လိုက်လုပ်တယ်ဗောနအဲ့တော့ဒီနေ့လေအဲ့လိုပဲကျွန်တော်ယုံမှာကားလီလာပြတယ်။နှစ်ရက်တစ်စီးလောက်ကျွန်တော်မရှိတဲ့အချိန်ကျွန်တော်ရှိရင်တော့တရက်တစ်စီးနှစ်စီးလောက်ဝယ်ပြတယ်။အဲကျွန်တော်မရှိတဲ့အချိန်တွေမှာတော့မှအဲနှစ်ရက်သုံးရက်ကိုတစ်စီးရောင်းရတယ်။နှစ်ရက်သုံးရက်ကိုတစ်စီးဝယ်ဖြစ်တယ်ဆိုတော့မစိုးပါဘူးဒါဟို80 20 rule ကိုကျွန်တော်လည်းသွားနေရဗျာ။ဒါပေမဲ့အလုပ်ဖြစ်တယ်။ဒါပေမဲ့ထပ်ပြီး ကောင်းအောင်လဲကျွန်တော်ပြန်ရအောင် system တွေထပ်ချမယ်ထပ်ရမယ်ဝန်ထမ်းတွေအများကြီးထည့်မယ်ရှုံးလုံးတွေအများကြီးချဲ့ဖို့လည်းရှိတယ်အော်ဒီနေ့ကတော့ကျွန်တော်မြင့်မှန်တော်မပေါ့ကာလီစီဝယ်ဖြစ်တယ်ခုနောက်ဖုန်းနဲ့ငွေဈေးဖြတ်ပေးတယ်လိုအပ်တဲ့နေရာတွေကြည့်ခိုင်းတယ်လိုအပ်တဲ့ဆော့ဆန်တွေစစ်ခိုင်းတယ်โอเคတယ်ဈေးလည်းအဆင်ပြေတယ်ကျွန်တော်ဝယ်ဖြစ်တယ်ဘာကားလေးဝယ်ဖြစ်လဲဆိုတော့ကျွန်တော်နောက်အပိုင်းတွေမှာ ပြပေးမယ်โอเคနော် ဒီကျွန်တော်အခုမှရေချိုးလုပ်ပြီးတာဒီနေ့ကနည်းနည်းဟိုဝိတ်ဒီဝိတ်နဲ့ကအလုပ်တစ်ခုလုပ်တာနဲ့ကျွန်တော်တော့မနေ့ breakfast စားပြီးတော့ခဏအိပ်လိုက်တာနဲ့ပြီးတော့အလုပ်ကိစ္စလေးတွေလုပ်တာနဲ့ပြီးတော့ရေချိုးတော့လေကျွန်တော်နည်းနည်းလေးရှာရှည်တတ်တဲ့အချင်းရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်အလုပ်ကိုကျွန်တော်လုပ်ရမှကြိုက်တယ်ဒီမှာ hotel မှာ short hand လို့ရတယ်ဗျာအဝတ်တွေအဲ့ဒါကိုကျွန်တော်မ short hand ကိုသုံးနိုင်ငံလောက်ပတ်ခဲ့တဲ့အဝတ်တွေကိုကျွန်တော်မှကျွန်တော်ထိုင် short တယ်ခုန short ပြီးတော့လှမ်းဖို့ပဲသူတို့ပေးလိုက်တာအဲ့လိုမျိုးနည်းနည်းစည်းစားကြောင်တဲ့အချင်းဘာလို့လဲဆိုတော့ကျွန်တော်အိမ်မှာဆိုရင်ဗျာပွင့်လင်းပြောအလုပ်သမားနှစ်ယောက်လောက်ရှိတယ် ဒါပေမဲ့ကျွန်တော်စားတဲ့ပကံကျွန်တော်မှကျွန်တော်စီးတယ်အဲအဲ့လိုမျိုးပေါ့အဲ့လိုအဲ့လိုအကျင့်လေးရောဆီဒါကောင်းတဲ့အကျင့်လားစီးတာကြောင်တဲ့အကျင့်လားတော့မသိဘူးကျွန်တော်မှအဲ့အကျင့်လေးရှိအဲ့တော့အဲ့ဒါနဲ့ကျွန်တော်ထိုင်လုံးနေရတယ်နည်းနည်းလေးကြာအိမ်မှာဥမာလေးရှေ့ဥမာလေးကျွန်တော်မမြင်ကျွန်တော်စူနေပြီနေမလာသေးဘူးလားဗာညာနဲ့ကျွန်တော်ပြောနေရတော့လိုက်အောင်မယ်တော်မယ်ဖက်ရှင်ပါခင်ဗျာပါလိုက်အောင်မယ်โอเคလက်လေးကစီးရတယ်တော့မပြတော့ဘူးညာဟိုတယ်အောက်ကိုရောက် အဲ့ဒီကျွန်တော်ဟောမြန်မာပြည်မှာဆိုရင်တော့ Uber ပေါ့ Uber ပေါ့ဒီအိန္ဒိယမှာဘယ်လိုခေါ်လဲတော့မသိဘူးအားလေးစဉ်းစားပါ Uber တို့ဘာတို့ကတော့ရှိတယ်ဒါဝေးမှာပဲခေါ်တော့လေချောက်ရတယ်ခါကြဒီမှာ traffic တွေအများဖြစ်တယ်အဲ့ဒီမှာကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ Uber ပေါ့ Uber လို့ခေါ်တယ်အဲ့ဒီမှာတော့ဘယ်လိုခေါ်လဲမသိဘူးဆိုတော့မေးကြည့်အောင်အားလေး ပါဒီနောက်မှာပါအဲ့ဒါတွေကအဲ့လိုဟိုတယ်တို့စေးရုံတို့ရှိနေမှာပါဗျာကျွန်တော်တို့တိုက်စီတွေဘေးတွဲတွေအဲမန္တလေးမှာဆိုအိုးဝေတွေပုံစံတွေအဲ့လိုရှိတယ်ပါဗျာလူလာလူသွားလူလာများနေနေမှာအများရှိတယ်ကားစီလိုက်ရုံပဲနှားစီဝါလိုက်ရုံပဲနော်အဲကျွန်တော်ဒီနေ့ဒီကနေ့ကျွန်တော်စေးရုံဆိုရင်အပိုလိုချန်နိုင်အပိုလို main ပေါ့နော်ပြီးတော့ပြီးတယ်လမ်းဆောင်ရင်အဲ15မိနစ်လောက်ပဲကြာတာအဲ့ဒါကိုဒီကနေ့ခိုင်းရင်တော့တစ်ခါကျ150လောက်တောင်းတယ်ဘာ150လဲအမြဲသွားနေကြပေးရပဲဆိုရင်တော့ တရားနဲ့လိုက်ပို့တယ်တရားဆိုအိန္ဒိယငွေတရားပေါ့နော်အဲဒီမှာကျွန်တော်ရောက်ပြီအကျွန်တော်ကျွန်တော်ဒီခေါ်ဘိုးဝေဘိုးဝေဆေးုံဝင်းနဲ့ကိုရောက်ပြီအပေါ်လချန်နိုင်ဒီမှာဘယ်လေးရလဲရောက်ပြီဆက်ဖန်လို့အမရှိလာပြီဟိုတယ် โอเคကျွန်တော်မနက်ကအဲ့နေနဲ့ဝယ်ပြစ်တယ်ဆိုရဲကားလေးอ่ะဒီမှာပြလာတဲ့ကား Hijack Auto 4V 2006 AC Power Auto အမှန်လေးပေါ့နော်အဲ့အဲ့ကားလေးကျွန်တော်ဝယ်ဖြစ်တယ်ကားကတော့အခေယမြင့်နဲ့မော်ဒယ်ကတော့2006မန်သရီလိုက်စက်အဲ့ကျွန်တော်လိုအပ်တာလေးစစ်ဆေးပြီးတော့ဝယ်ထားတယ်။အဲ့တော့ကျွန်တော် shop push line လုပ်မယ်။ညွန်ဘလက် auto wine နေစစ်မယ်။စစ်ပြီးရင်ကျွန်တော်အယောင်းဝယ် page ဒီ page မှာကျွန်တော်အယောင်းပြန်တင်ပေးမယ်။ နော်အဲ့တော့ဒါကတော့ဒီ page ကတော့ကျွန်တော် influencer page ဖြစ်တယ်အဲ့ဒီပုံမှာကျွန်တော်အယောင်းဝယ်တွေကတော့ကျွန်တော်မတင်ပြဘူးကျွန်တော်အယောင်းဝယ်နဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီမှာပြထားတဲ့ page တွေကိုတွားမှရအောင်โอเคလားအဲ့တော့ကားနဲ့ပတ်သက်ပြီးတော့တိလို့ရ၊မေးလို့ရ၊ညံ့လို့ရမြောက်အောင်လေးတရားရွာကျွန်တော်ဒီဗီဒီယိုကလည်းဒုတိယပိုင်းလာအောင်မယ်အခုကကျွန်တော်နေ့လယ်စာစားတဲ့အပိုင်းကိုမရောက်သေးဘူးနောက်ဗီဒီယိုမှာနေ့လယ်စာစားတဲ့အပိုင်းညမိုးချုပ်တဲ့အပိုင်းညလာလိမ့်မယ်โอเคနော်အဲ့တော့ကျွန်တော်အိန္ဒိယမှာတရက်တာကိုကျွန်တော်ရိုက်ပြပြီးတာလားโอเค if for only you know balance